ဂျာစီတိရိုင်းနှိမ့်မှုမှာအန်တိုနီနဲ့ဆန်ချိုတို့ချန်လက်ခံခဲ့ရပြီးရက်ဖိုးရဲ့ဂျာစီကိုတော့ထဲသွင်းရိုင်းနှိမ့်ခဲ့တာဘာကြောင့်လဲပေးသများလုံးပဲမင်္ဂလာပါမန်ချက်စတာဖုတ်ဘောဇုံကနေပြန်လဲကြိုဆိုလိုက်ပါတယ်မယူသင်းဟာသူတို့ရဲ့ဂျာစီတိကိုရိုင်းနှိမ့်ရမှာတော့ဆန်ချိုနဲ့အန်တိုနီတို့ရဲ့နာမည်တွေကိုချန်လက်ထားခဲ့ပြီးရက်ဖိုးရဲ့နာမည်ကိုတော့ထဲသွင်းရိုင်းနှိမ့်ခဲ့တယ်လို့သိရပါတယ်ဒီဆုံးဖြတ်ချက်ဟာအသင်းရဲ့လက်ရှိမဟာဗျူဟာနဲ့ကစားသမားတွေရဲ့အနာဂတ်အစီအစဉ်တွေနဲ့ဆက်စပ်လို့နေပါတယ် ဘာကြောင့်အန်တိုနီနဲ့ဆန်ချိုတို့ကိုဂျာစီတက်မှာချန်လက်ထားခဲ့ရတာလဲအမော်ရီယာ2024နိုဝင်ဘာမှာမန်ယူသင်းကိုတာဝန်ယူပြီးတဲ့နောက်3-4နှစ်တဲ့ကစားကွက်ကိုအသုံးပြုနေပါတယ်ဒီကစားကွက်မှာအန်တိုနီနဲ့ဆန်ချိုရဲ့ပုံမှန်ယာတို့ဖြစ်တဲ့တောင်ပိုင်းကစားသမားနေရာဟာလေအသင်းရဲ့လိုအပ်ချက်နဲ့မကန့်ညီတော့ဘူးလို့ယူဆရပါတယ်အန်တိုနီနဲ့ဆန်ချိုတို့ဟာတောင်ပိုင်းမှာကစားရတော့ကိုနှစ်သက်ကြပြီးအမော်ရီယာကစားကွက်မှာလိုအပ်တဲ့တိုက်စစ်အလဲပိုင်းနံပါတ်10ဝန်းနေရာမှာကောင်းမွန်တဲ့တရားမှုရှိအောင်ကစားနိုင်စွမ်းနေပါပါတယ် အန်တိုရီယာ2024 25ရာသီရဲ့ဒုတိယနှစ်ဝက်မှာစပိန်လက်ရီယယ်ဘက်တစ်အသင်းထံအငားနဲ့ထွက်ကစားခဲ့ရပြီး26ပွဲမှာ9ဂိုးနဲ့5ချိန်ဂိုးဖန်နေမှုပြုလုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်ဘက်တစ်ဘက်ကအန်တိုနီကိုပြေးသက်ခေါ်ယူဖို့စိတ်ဝင်စားနေပြီးမယူသင်းကလည်းပေါင်25သန်းဝန်းကျင်နဲ့ရောင်းချဖို့ရည်ရထားပါတယ်။ဆာချိုကတော့ချက်စီအသင်းထံအငားနဲ့ထွက်ခွင့်ရခဲ့ပြီး2025မှာ Conference League ဖလာရခဲ့ပါတယ်။ဒါပေမဲ့ချက်စီကသူ့ကိုအပြေးသက်ခေါ်ယူဖို့သဘောတူထားတဲ့ပေါင်25သန်းအစားပေါင်5သန်းတန်ကြီးပေးပြီးမယူနဲ့သဘောတူညီထားတာကိုဖျက်သိမ်းခဲ့ပါတယ်။ဆာချိုရဲ့တပတ်လောက်ကလာစားပေါင်3 သိန်းကျော်ဟာအခြားကလပ်တွေအတွက်ဝင်တော့ဝင်ဖို့ဖြစ်နေပြီးသူကိုယ်တိုင်ကလည်းမန်ယူမှာဆက်မကစားလို့တော့ဘူးလို့ဆိုထားပါတယ်။မန်ယူသင်းကအန်တိုနီနဲ့ဆန်ချိုတို့ကိုပြီးသက်ရောင်းချဖို့ဦးစားပေးနေတာကြောင့်ဂျာစီရန်နေမှုမှာသူတို့ရဲ့နာမည်တွေကိုထည့်မထားတော့တာ ဖြစ်နိုင်ပါတယ်။မန်ယူသင်းဟာဘန်နာရေးဆန်ရစီမင်း PSR rule ကိုလိုက်နာဖို့ကစားသမားတချို့ကိုရောင်းချပြီးရံမဝင်ရရှိဖို့လိုအပ်လို့နေပါတယ်။အန်တိုနီနဲ့ဆန်ချိုရဲ့လာစာမြင်မှမှုနဲ့အသင်းမှာအနာဂတ်မရှိတော့တာကြောင့်သူတို့ကိုရောင်းချဖို့မန်ယူကဦးစားပေးဆုံးဖြတ်ထားပါတယ်။ ဒါပြင်မန်ယူသင်းကကွန်ညာကိုခေါ်ယူပြီးဖြစ်ပြီးအန်ဒီမိုကိုလည်းခေါ်ယူဖို့ကြိုးစားနေတာကြောင့်တိုက်စစ်ပိုင်းမှာကစားသမားတွေပိုရှင်နေပြီးအန်တိုနီနဲ့ဆန်ချိုတို့အတွက်နေရာမရှိတော့ဘူးလို့ယူဆရပါတယ်။ဘာကြောင့်ရက်ဖိုးကိုတော့ဂျာစီထဲမှာထည့်ထားရတာလဲ။ရက်ဖိုးက2024-25ရာသီရဲ့ဒုတိယနှစ်ဝက်မှာဗီလာသင်းထံအငားနဲ့ထွက်ခွင့်ရခဲ့ပြီးသွင်းကို၄ဂိုးနဲ့၅ဂိုးပန်တင်မှုပြုလုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဗီလာကသူ့ကိုပေါင်တန်း40နဲ့အပြီးသက်ခေါ်ယူဖို့စိတ်ဝင်စားခဲ့ပါဘူး။ရက်ဖိုးဟာမန်ယူသင်းရဲ့အကယ်ဒမီအတွက်ကစားသမားတူဦးဖြစ်ပြီးရခိုင်နေပြတွေဖြစ်တဲ့ဆိုးရှားနဲ့တဟန်တွေရဲ့လက်ထက်မှာအဓိကကစားသမားတူဦးဖြစ်ခဲ့ဘူးပါ ါတယ်။ဒါကြောင့် Morin နေနဲ့ Rafo ကိုအသင်းမှာဆက်လက်စမ်းသပ်ဖို့တကားပွင့်ထားတဲ့အလားအလာရှိနေတယ်လို့ပါပဲ။ Rafo ဟာ Morin ရဲ့ကစားကွက်မှာတိုင်းစစ်မှုနံပါတ်9နေရာမှာကစားနိုင်တဲ့အလားအလာရှိတယ်လို့ယူဆရပြီး Villa မှာလည်းဒီနေရာမှာကစားခဲ့ဘူးပါတယ်။ဖြစ်ချင်တော့ Roger Rex ကိုမန်ယူကမခွဲယူလိုက်နိုင်ခြင်းရဲ့နောက်ဆက်တွဲခရက်ရက်ခဲမှုပဲဖြစ်ဖို့များပါတယ်။လက်ရှိမှာမန်ယူကအခြားသောထောင်တိုက်စစ်မှုတွေနဲ့သတင်းတွေထွက်နေပြီးမှအပြစ်သက်ခွဲယူဖြစ်ဖို့အလားအလာမရှိတော့ဘဲ Rafo ကိုအသင်းမှာနေရာပေးဖို့ပြောင်းလဲစဉ်းစားလာခဲ့တဲ့သဘောပါပဲ။အနည်းဆုံးတော့နောက်ထပ်တရာသီ73ကြိမ်အစီမပြေရင်လည်းနာမည်တွေမှာလက်လွတ်လိုက်မယ်။အဲဒီချိန်ကျရင် င်ရင်မန်ယူက Roger Rex ကိုလည်းပြန်လည်စ조사권ရှိနေပြီဆိုတဲ့အနေထားမျိုးကိုမန်ယူကဖန်တီးခဲ့တာဖြစ်နိုင်ပါတယ်။နောက်ပြီး Rafael ဟာမန်ယူပေးသက်တွေရဲ့အကြိုက်ဆုံးကစားသမားတစ်ဦးဖြစ်ပြီးသူရဲ့ jersey နံပါတ်10ဟာပေးသက်တွေကြားမှာရေးပန်းစားပါတယ်။ဒါကြောင့်စီးပွားရေးကသူရဲ့ jersey ကိုရိုင်းနဲ့ရောင်းချတာကအသင်းအတွက်ဝင်ဝင်ရရှိဖို့အထောက်အကူဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကစားသမားတစ်ကွန်ညာကနံပါတ်10ကိုတောင်းဆိုထားတဲ့သတင်းတွေလည်းရှိနေတာကြောင့် Rafael ရဲ့နံပါတ်10 jersey ကိုဆက်လက်ရောင်းချဖို့ဆုံးဖြတ်ချက်ဟာအရင်ပွားစရာတွေဖြစ်လာနိုင်ခြင်းရှိပါတယ်။ ရာဖိုအေလာဇာဟာဒဗလုကလာဇာပေါင်3သိန်းခွဲဝင်းကျင်ရှိပြီးစာချုပ်ကလည်း2028ခုနှစ်အထိကျန်ရှိနေပါသေးတယ်။ရာဖိုကိုယ်တိုင်ကလည်းဘာစီလိုနာလိုချန်ပီယံလိကစားတဲ့ကလပ်တွေကိုပြောင်းရွှေ့ဖို့စိတ်ဝင်စားပေမယ့်အဲဒီကလပ်တွေရဲ့ဗန်နာရေးအခြေအနေကသူ့ရဲ့လာဇာကိုမထောက်ပံ့နိုင်တဲ့အခြေအနေမှာရှိနေပါသေးတယ်။ဒါကြောင့်မယုံသိနေတဲ့ refer ကိုပြီးသက်ရောင်းချဖို့တဲ့အသင်းမှာဆက်လက်ထိန်းသိမ်းပြီးအမော်ရီရဲ့ကစားကွက်မှာစမ်းသပ်ဖို့ဖွင့်ထားတဲ့အလားအလာပိုများနေပါတယ်။ အကြောင်းဆိုရရင်မန်ယူသင်းရဲ့ဂျာစီရန်နေမှုမှာအန်တိုနီနဲ့ဆန်ဂျိုတို့ကိုချန်လက်ပြီးရက်ဖို့ကိုထည့်သွင်းထားတာဟာအသင်းရဲ့နေပြသည့်အမော်ရင်ရဲ့ကစားကွက်နဲ့ဘန်နာရေးဆိုင်ရာမဟာပြူဟာတို့ကိုထင်ရှားစေပါတယ် အန်တိုနီနဲ့ဆန်ဂျိုတို့ဟာအသင်းရဲ့ကစားကွက်နဲ့မကိုက်ညီတာကြောင့်ပေးသက်ရောင်းချဖို့တေချာသလောက်ရှိနေပါတယ်။ Raffo ကတော့ Academy ထွက်ကစားသမားဖြစ်ပြီးပေးသက်အားပေးမှုရှိတာကတကြောင်း။ Rogan Restor လို့တိုက်စစ်မှုမျိုးကိုဒီနေ့မှခေါ်ဖို့မတေချာတော့တာကတကြောင်းလို့ကြောင့်အသင်းမှာဆက်လက်ဆန်းသက်ဖို့အလားအလာရှိနေပါတယ်။ဒါပေမဲ့ Raffo ရဲ့လာစာမြင်မှမှုနဲ့စွမ်းဆောင်ရည်ကိုဟန်ချက်ညှိဖို့ကတော့ Man U အတွက်စိန်ခေါ်မှုတွေကြီးကြီးမားမားရှိလာနိုင်ကြောင်းပါ။ပေးသက်များကရောဒီကိစ္စပေါ်မှာဘယ်လိုများမြင်မိကြပါသလဲ။ပြောပြခဲ့ကြပါဦး။အဆုံးထိကြည့်ကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။